တန်းပညာသင်ကြားခွင့်မရတဲ့အမျိုးသမီးတွေရဲ့အသက်မိုးဝမ်းကြောင်းအတွက်အထည်ချုပ်တက်ပညာကိုအခမဲ့သင်ကြားပေးနေပါတယ်။သူဇာလင်းသတင်းပေးပို့ထားတာပါရှင်။ဘောပေးချင်နေရတန်းပညာသင်ကြားခွင့်မရတဲ့အမျိုးသမီးတွေအတွက်အလောက်ကန်ခွင့်လန်းကောင်းတွေရရှိဖို့ရှိရပြီးထဲကျုပ်တက်ပညာတွေသင်ကြားပေးနေတာဖြစ်ပါတယ်။ဒီလိုသင်ကြားပေးနိုင်ဖို့ထဲကျုပ်လုပ်ငန်းရှင်တွေနဲ့ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး နေကလာတဲ့မျိုးသမီးတွေအတွက်ခမဲ့တင်ကြပေးနိုင်အောင်လဲစီစဉ်ပေးနေရဖြစ်တယ်လို့မက်စလာ16ရက်နေ့ကမြန်မာနိုင်ငံထဲကျုပ်လုပ်ငန်းရှင်များတင်ကကျင်းပတဲ့စိန်ခေါ်မှုများကြောင့်အောင်မြင်သောဘဝများကိုဖန်တီးတိဆောက်ရှင်ဆွေးနွေးပွဲမှာမြန်မာနိုင်ငံထဲကျုပ်လုပ်ငန်းရှင်များတင်ဥက္ကဋ္ဌကပြောဆိုခဲ့တာဖြစ်ပါတယ်။ထဲကျုပ်တင်ကဆောင်ရွက်ပေးနေတာကကျွန်တော်တို့တင်နန်းချောင်းရှိပါတယ်။အဲ့ဒီတင်နန်းချောင်းမှာကျွန်တော်တို့ကအခမဲ့အနေနဲ့တို့ရဲ့ဆက်ချုပ်အတတ်ပညာတွေကိုတင်ကြပေးနေပါတယ်။ အဲ့လိုစက်ရုံထဲမှာအလုပ်ရသွားတဲ့သူတွေကိုလည်းစီမံခန့်ခွဲမှု supervisor တင်နန်းတွေကိုလည်းကျွန်တော်တို့ကနေပြီးတော့စက်တိုက်တင်ကြားပေးနေပါတယ်ဒီလိုကျွန်တော်တို့တင်ကြားပေးနေတယ်လို့ပဲကျွန်တော်တို့ပညာရေးဝန်ကြီးဌာနကလည်းကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ကလေးတွေကိုနေကကလေးတွေကိုဈေးခံခေါ်တယ်ဒီမှာနေထိုင်စိတ်တွေပေးတယ်ဒီလိုမျိုးတွေနဲ့လည်းတတ်ပညာတွေအလုပ်ကင်ခွန်နှန်းတွေရအောင်ဖန်တီးပေးနေပါတယ် ထင်ကျောလုပ်ငန်းကမျိုးသမီးတွေတက်စားဝတ်နေရေးအဆင်ပြေတဲ့ပြီးလုံခြုံမှုပါထိုက်ရောက်ရရှိနိုင်တာဖြစ်တာကြောင့်မျိုးသမီးတွေတက်တင့်တော်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့လက်ရှိထဲကျောလုပ်ငန်းမှာလောက်ကင်နေသူတို့ကအကြံပြုပြောဆိုပါတယ်။ကိုပညာဟိုသုံးခန်းနိုင်အောင်မတင်နိုင်တဲ့မြန်မာမျိုးသမီးလေးတွေပါလေဆိုရင်အသင့်တော်ဆုံးလောက်ကထဲကျောတို့လည်းထဲမှာလည်းရှင်းစားဝတ်နေရေးအပြင်ဟိုဘဝအတွက်လုံခြုံမှုတစိမ့်တစည်းတောက်ပေးတယ်လို့လည်းမြင်မိပါတယ်။ ဘာဖြစ်လဲဆိုဒီစက်ရုံထဲမှာပဲအမျိုးသမီးတွေကြီးပဲစူပေါင်းပြီးလှုပ်လှုပ်တဲ့နေရာမှာမလိုအပ်တဲ့အန္တရာယ်မလိုအပ်တဲ့ပြဿနာမျိုးလည်းနည်းနိုင်ပါတယ်ထိုက်သိမ်းသလားဒါပြင်အတန်းပညာသင်ကြားခွင့်မရတဲ့အမျိုးသမီးငယ်တွေအနေနဲ့လည်းရောက်တဲ့နေရာမှာအားငယ်နေဖို့မလိုပဲဒီတက်ပညာတွေကိုဒီဇိုင်းမမနဲ့ကြိုးစားသင်ယူသွားမယ်ဆိုရင်တနည်းမှာအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိနိုင်မှာဖြစ်တယ်လို့လူဝင်မှုဦးစီးဌာနခိတ္တညွန်ကြားမှုချုပ်ကလည်းအကြံမှုပြောဆိုသွားပါတယ်ကျမကသူစာလင်းမှာ